အာဒီကားကလေတရေကား horror ဆိုပေမဲ့အကောင်လိုက်ကြည့်တော့ဘုံနဲ့မြန်ကလေးတော့မြင်ရမှာမဟုတ်ဘူး။ဘယ်လိုမြင်ရမလဲဆိုတော့ကြည်မှာယုံမှာကြည်မှာပြည့်တဲ့ကြည့်ရမှာပေါ့။တော့ဆိုတီးရတော့အဲ့လိုမျိုးဒုံနဲ့တိုက်ကလေးတွေ့ရတယ်ပါ။ဒီမှာတရေကိုကြောက်တယ်ဆီရှိတေးွားမှာပေါ်မှာရဲ့ကြောက်တာမသိဘူးလို့ကြောက်တယ်မြမမြမဘွားမှာကြောက်ဆုံးကတရေနဲ့ဖားပဲရှိအဲ့တော့တခါမှတရေဆောင်ခံဘူး ်ခံတကားတဲကြောင့်မခံဘူးပေါ့နော်ဆိုအရန်ကြောက်တယ်လည်းမပါပါတွေးတွေးပြီးကြောက်တတ်တယ်လို့သာပြတဲ့တဲကားရတယ်မချီဘူးရိုက်တော့တဲကားရတယ်တဲကားလုံးဝမချီဘူးပြင်ပါဒီကားရမှတ်တရကတော့ဒီလို driver နဲ့ပေါ့နော်ဝိုင်းကဝိုင်းနေကဟိုးရင်ကလေးကဒီလိုဒါခင်မင်းနဲ့ဟို personal relation တွေရှိတယ်တကယ်ချင်းနေတကယ်ပေါ်မှာဒီလိုအမကျွန်တော်ဒါလုပ်မယ်ဒါရိုက်မယ်ရိုက် music video ရိုက်လဲ တူတူရိုက်ကြရဲတမုံနေတူတူရိုက်ကြရဲဒီလိုမျိုးချိန်တွေမှာတဝင်းကနေပြီးတော့အမဒီဇက်ဒီဇက်ရှိရဲကျွန်တော်ရိုက်မယ်ဆိုတော့ okay ဘာဇက်လဲတော့မပြောရမမေးရလေဘာမှမသိတယ် okay ဒရိုက်တာကိုယုံကြည်ရဲစိတ်တစ်ခုရဲနေတီးလို့ okay ဆိုရဲစကားကနေမှာအမအမအတွက် character ကိုကျွန်တော်ဒီလိုလစ်စင်းလာထားတယ်အမလုံနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ရဲဇက်ကတော့ဒီလိုတလို့ဒါမှမဟုတ်ဒရိုက်တာကမမေးရတော့တခဏပြောဆို၃ဘိုင်းပါတဲ့ခါမှာကိုပါတဲ့အပိုင်းရဲ့ script ကိုပဲပေးရကျွန်တော်ကြံတဲ့လူတွေကဘာတယောက်ဆောင်လဲဆိုတော့တကယ်မသိအဲ shooting မှာသွားပြီးတော့အဲ့လိုလေသွားကြည့်ရတယ် ယ်သူကဘာလဲအဲ့ဒါတွေကိုလို့ကြည့်ပေးမယ်လေဇာတိတစ်ခုလုံးကိုတိထားမဟုတ်တဲ့ခါမှာတပြီးတော့ကြည်နေရပဲရှိရကွာလို့ figure out မဖြစ်ဘူးအဲ့တော့အဲ့တကယ်ဒီဟာကိုဒီ family show လေးတစ်ခေါက်ပြလိုက်လို့ပေါ့အဲ့ကြမှာတပြီးကိုယ်တိုင်နေပြိဿနေလို့တကယ်ကြည်ရတကယ်ဩဩသူကဒီလိုဩသူကဩဒါကြောင့်မလို့ဒီလိုဆိုပြီးတော့အဲ့ကြမှာတကယ်ကို writer surprise လိုက်တာပေါ့နော်

ီပြင်ပြောရတာဒီတို့ဒါ story 3ခုပေါ့เนาะ story 3ခုကိုအဆောင်တက်မှာဘယ်လိုချိတ်ဆက်ထားမှာလဲဆိုတော့မြင်ရမှာပေါ့ပြတဲ့ကြီးအဲဒီထဲမှာတော့ဒီရဒီဟိုမောင်နှမဇက်ကလေးတစ်ခုမှာဒီနေရာတော့မအေဂျင့်ဆိုရဲကောင်မလေးနေရာနေပြီးပါရင်ပြောဆောင်ထားပါတယ်ဟုတ်အမင်းကြီးကြိုက်တယ်အမမအေဂျင့်မအေဂျင့်အမတလုံးချင်းစီခွဲလိုက်မအေဂျင့်ဆိုမအေဂျင့်နဲ့ကောင်မလေးအားကြောင့်ဖိုက်တာရမ်းတော့ရနေမယ်ဒီမှာဒီအဲ့အပိုင်းတော့မပါလိုက်ဘူး တီးရကြတော့ဒီဘက်ရန်ကုန်တွင်းပိုင်းပေါ့နော်ဒါပေမဲ့အဲ့ဘက်တွေမှာညာဘက်တွေရိုက်ရတော့ဒီလိုလူအဲစိတ်ငြိမ်ရိုက်ွက်တွေမှာတွားရိုက်ရအဲ့ဒါလေးတခုတော့အဲ့အမတ်တရားပေါ့နော်ဘာလို့ဆိုတော့ဟိုအော်မယ်လောက်တိုင်းအားနာလိုက်ဒီလိုရဘာဖြစ်လို့လဲဆိုပြီးတော့ကြည်လိုက်ကြတယ်ဒါလေးပေါ့နောက်တစ်ခုကအမတ်တရားကတော့ဒီကားပြီးတဲ့အချိန်မှာဒီထဲမှာပါတဲ့ကက်စ်တွေကတော့ဒီလိုမောင်နှမရဲ့လိုပဲခင်သွားတာတော့ဒါဒီအတွက်ကတော့အမတ်တရားလည်းဖြစ်တယ်ကံကောင်းတဲ့ကိစ္စလေးတွေတခုပေါ့နော်အဲဒီကားကလေတရေကား horror ဆိုပေမဲ့အ ောင်းလိုက်ကြီးတော့ဘုံနဲ့မြန်ကလေးတော့မြင်ရမှာမဟုတ်ဘူး။ဘယ်လိုမြင်ရမလဲဆိုတော့တော့ကြည်မာရုံမှာကြည်မာပြည့်တက်ကြည့်ပြရမှာပေါ့เนาะဆိုတော့တိတိကတော့အဲ့လိုမျိုးဒုံနဲ့တိုက်ကလေးတော့တွေ့ရတယ်ပါ။ဒီမှာတရေကိုကြောက်တယ်ဆီရှိတေဝါမှာပေါ်မှာရဲ့ကြောက်တာမသိဘူးလို့ကြောက်တယ်မြမမြမဘောမှာကြောက်ဆုံးကတရေနဲ့ဖားပဲရှိအဲ့တော့တခါမှတရေဆောက်ခံဘူး ခံတကားတဲကြောင့်မခံဘူးဘောနော်ဆိုအရန်ကြောက်တယ်လည်းမပါပါတွေးတွေးပြီးကြောက်တတ်တယ်လို့ဆိုတာပြတဲ့တဲကရမချိဘူးရိုက်တော့တဲရကတဲကလုံးဝမချိဘူးဒီကားမှာလည်းဒီကားရဲ့အာ intention တခုတွေကပါလူရဲ့စိတ်ပေါ့တီးဆိုလည်းမမင်းမေကုန်းလည်းတီးတဲရကိုမမြင်ဘူးဒါပေမဲ့တီးရဲ့အတွေ့အကြုံမှာတဲရပုံစံမျိုးစုံလည်းရှိတယ်အဲတီးဖြတ်သွားရင်လည်းနောက်ကကြည့်နေမျိုးလုံးစိတ်ရင်းနဲ့ဖြစ်ချင်းဖြစ်မယ်အကောင်လိုက်ကြီးကြီးမှပေါ်လာရင်မဲမဲတတ်တော်ဝါကြီးလည်းဖြစ်ချင်းမယ်ဒါတီးရဲ့ imagination မှာ တရေဟာမျိုးစုံဖြစ်တယ်စိုက်ကလည်းမျိုးစုံရှိတယ်နေရာတိုင်းကလည်းဒီဘက်မှာထွက်လာနိုင်တယ်ဆိုတော့လူတွေရဲ့စိတ်ကို အဓိကပြထားပါဟုတ်မှာအမပြောတယ်လို့အမလည်းတရရဲ့မြင်မှုချင်းမှမြင်လို့လေဒါပေမဲ့အခုအမကအခန်းထဲအခန်းမေးတခုလည်းရောက်သွားပြီတကာကြီးပိတ်ထားပြီအမတနားရီလောက်နေတဲ့အချိန်မှာအမတရရဲ့ကြောက်တတ်တဲ့သူဆိုအမထင်ပါပဲဟိုတောင်းတောင်းနေတရရဲ့ပေါ်လာမယ်ဒီတောင်းတောင်းနေတရရဲ့ပေါ်လာမယ်ဆိုဒီလိုစိတ်ကဒီလိုပုံမှာအများကြီးအကျိုးတက်ရောက်မှုရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဟိုအတွေးတွေကလည်းရမ်းရည်ကြီးတယ်ပေါ့နော်ဆိုတော့ဒါအဲ့လိုဒီကားရဲ့အမှတ်တရကတော့ဒီလို driver နဲ့ပေါ့နော်ဝင်းကဝင်းနဲ့ဟိုးရင်ကလေးကဒီလိုဒါခင်မင်းနဲ့ဟို personal relation တွေရှိတယ်တကယ် ယ်ချင်းတွေတကယ်ဟိုမှာတီးတော့အမကျွန်တော်ဒါလုပ်မယ်ဒါရိုက်မယ်ရိုက် music video ရိုက်လဲတူတူရိုက်ကြရဲဓမ္မုံနေလဲတူတူရိုက်ကြရဲဒီလိုမျိုးချိန်တွေမှာတဝင်းကနေပြီးတော့အမဒီဇက်ဒီဇက်ရှိရဲကျွန်တော်ရိုက်မယ်ဆိုတော့ okay ဘာဇက်လဲတော့မပြောရမမေးရလင်းဘာမှမသိတယ် okay director ယုံကြည်ရဲ့စိတ်တစ်ခုရဲ့နေတီးတော့ okay ဆိုရဲစကားအနေမှာအမအမအတွက် character တော့ကျွန်တော်ဒီလို listen လာထားတယ်အမလုံနိုင်မယ်လို့လဲကျွန်တော်ယုံကြည်ရဲ့ဇက်ကတော့ဒီလိုတလို့ဒါမှမဟုတ် director ကမမေးရတော့တခဏပြောဆို၃ဘိုင်းပါတဲ့ခါမှာကိုပါတဲ့အပိုင်းရဲ့ script ကိုပဲပေးရ ဆိုတော့ဂျန်နယ်လူတွေကဘာတယောက်ဆောင်လဲဆိုတော့တနည်းမသိဘူး။အဲရှူတင်မှာသွားပြီးတော့အဲ့လိုလေသွားကြည့်ရတယ်သူတို့ဘာလဲပဲအဲ့ဒါတွေကိုတော့ကြည့်နေမယ်လေဇန်တီးတစ်ခုလုံးကိုတိထားမှာမဟုတ်တဲ့ခါမှာတပြီးတော့ကြည့်နေရပဲရှိရကွာလို့ figure out မဖြစ်ဘူး။အဲ့တော့အဲ့တကယ်ဒီဟာကိုဒီ family show လေးတစ်ခေါက်ပြလိုက်လို့ပေါ့။အဲ့ကြမှာတပြီးကိုယ်တိုင်နဲ့ပြိတ္တန်တွေတကယ်ကြည့်ရတကယ်ဩဩသူကဒီလိုဩသူကဩဒါဆောင်မလို့ဒီလိုဆိုပြီးတော့အဲ့ကြမှာတကယ်ကို writer surprise လိုက်တာပေါ့နော်။အရင်ပုံမှာကြာတော့ဒီလိုကယုံကြည်မှုက အမြဲတည်းရှိရတာဘာလဲဆိုတော့သူဟာသူလောက်တဲ့ဇက်တစ်ခုသူရိုက်တဲ့ကားတစ်ခုသူတီးတို့ပေါ်မှာရွေးပေးထားတဲ့ character တွေဟာတီးတို့ကို က်တည်ပဲရအောင်လို့ယုံကြည်ရဲ့ယုံကြည်မှုတွေနဲ့တိဆောက်ပြီးတော့ပေးခဲ့တဲ့ character တွေကဒီတည်ရဲ့အဲ့တကြောင့်မလို့တည်ရတယ်သူ့ကိုယုံကြည်ဒီလုံးလောက်တာအမားတို့လည်းကြည်ပါတယ်ဟိုအကောင်ကယုံကြည်မှုနဲ့တော့ပါဘာလဲဆိုသူ့ရဲ့လုံးလိုက်ချက်ကဘယ်လောက်ရှိမှာလဲ character အနေနဲ့ဘယ်လောက်ထိဆွဲခေါ်လို့ရမှာလဲဒီ character ပေါ်မှာ तू ဘယ်လောက်ထိ तू portrait လုပ်နိုင်မှာလဲဆိုတာလေက writer နဲ့ cast တွေကြာစက်ညှိုးနေကြတယ်မှာဒီလိုယုံကြည်မှုတွေပေါ့အဲ့တော့ဒီယုံကြည်မှုတွေက तू လည်းဒီပေါ်အများကြီးရှိတယ်သူ့ရဲ့သူ့ပေါ်မှာအများကြီးရှိတယ်အဲ့တော့ကြောင့်မလို့သူတို့အကောင်းဆုံး team ကနေဒီဒီ ဒီအကောင်းဆုံးဒီထဲမှာဘိုင်ကတ်တွေကတော့ညီညီညာညာကိုသိတော့ဒါစိတ်ချကောင်အပြည့်နဲ့လုတ်ခဲ့တာပါဟုတ်ပြီတော့ကြောင့်ဆိုလို့မမြင်မှုတဲ့အစ်စ်တစ်ခုဆိုတာထက်လေးဒီလေအဲ့လိုဒီရောဆိုရှယ်မီဒီယာတွေမှာတွားကြည့်ရတယ်တွေ့ပါလိမ့်မယ်ဒီရောရဲ့ relation တွေမြင်ရပါတယ်အဲ့ဒါတွေကဒီရောဟန်ဆောင်ပြီးတော့အင်းညာညာအဲ့လိုကြီးလုပ်နေရတယ်မဟုတ်ဘူးဒီရောအကောင်လုံးတကယ်ဟိုမှာဟိုတယောက်နဲ့တယောက်ကဖိဖိမမရှိရဲ့ပြင်မာနဲ့ပေါင်းတဲ့အခါမှာဟိုလေမိ ်ရင်းနှီးရဲ့ခံစားချက်နဲ့အဲ့လို vibe ကိုပို့ပြီးခံစားချက်တစ်ခုပြည့်သက်ကြည့်ရမယ်လို့ဒီထင်ပါတယ်ဟုတ်အဲ့ကြောင့်လာကြည့်ကြပါလို့ဒီလိုဒါ9ရက်နေပေါ့နော်တောက်ကြနေည9ရက်နေမှာရောစတင်ပါတယ် first day first show ကတကယ်မှအရေးကြီးရဲ့နောက်ယုံနေဆက်ရဖို့ရက်ကြရဖို့ဆိုတော့တောက်ကြနေညလေးမှာဒီလိုပို့ချိန်လေးနည်းနည်းလေးခွဲပေးပါအဲ့လိုပါထားတဲ့လူတွေကကျွန်တော်ရုပ်ချောချောလေးနဲ့ဒီလိုပြုဆောင်ထားပါတယ်ဟုတ်ဆိုတော့ဟိုတကယ်မှ request လုပ်ချင်ပါတယ်လာကြည့်ဖို့ပေါ့နော်ဟုတ်ပြီတွေ့တိုင်းစလို့လေဒါ तू ကစလိုက်ဖို့လို့ဒါပြတာ TV အဲ့ဒီမှာကောင်းမြတ်နေနေ င်းပါတယ်ဒါစွမ်းအီးပေါ့နော်တတိတို့ခေါ်တော့စွမ်းအီးပေါ့စွမ်းထက်ညီညီနဲ့အောင်ဆံမင်းထင်ဆိုလို့ရှိရင်ပို့ဆိုးတို့ရေအကုန်လုံးပေါင်းပြီဆိုလေကျမတွေအကုန်လုံးအဲ့လိုလေမြောက်တယ်လို့ပဲအဲဒရိုက်တာကလည်းအများကြီးပြောတခါလေကတော့ရိုက်လို့ဆက်လို့မရတော့ဘူးဆိုဒီမှာအရင်ဟာတာရေလောက်ခွေးဆိုဒရိုက်တာအဲ့လိုမပိုင်းသူပြန်မလာဆိုလို့သူကပြန်အဲ့လိုပေကတ်ပြီးတော့လေသူကတခါလေကျအဲ့လိုရှူတင်ထမင်းနဲ့စားနေလို့ဝင်စားလို့ရလားဒီဘာကြီးလည်းလုတ်သေးရဆိုဒရိုက်တာလည်းသူလည်းနည်းနည်းတော့စိတ်ညစ်မှာပေါ့နော်ဒါပေမဲ့တက်နိုင်တာလည်းဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့တတိတို့ပေါင်းရင်ကတော့လူငယ်တွေလည်းဖြစ်တယ်ပြီးတော့ character မ ူရဲ့လူတွေကောင်းလို့ပေါ့တော့ပျော်ရတယ်ပေါ့နော်ဆိုတော့ဟုတ်ဆိုတော့ဒါပေမဲ့အဲ့လို main ကလေးတွေဆိုလို့ရှိရင်လည်းအမြင်နဲ့ main ကလေးတွေတော်တော်ဆဆရှိကြရတယ်ပြီးအဲအခုဆိုလည်း pressure မှာဟာပါဝစ်ကြမယ်ငါတော့ဒါရွေးမယ်နင်ရောပါဝစ်မလဲအဲ့လိုကုညီပေးကြတဲ့အတိုင်းမင်ပေးကြရတယ်ဟိုညီမရဲ့လို့ပါပဲအကုန်လုံးတက်နဲ့တက်တယောက်တစ်ယောက်ကတကယ်ကိုရှိပေးရဒီလောကမှာကအဲ့လိုမျိုးဆက်ဆံမှုမျိုးဆိုရှားရတယ်လေနော်အဲ့လိုဆိုတတိယအဲ့ဒါလေးတွေလည်းတကယ်ကိုတမူထားပါတယ်ဟုတ်အမှုကတော့လောကတိုင်းမှာများပါတယ်ဟိုဟာရုံးသမားနဲ့ဟန်ဆောင်မှုများရတွေ့ရမှာပဲအဲဟိုစားတောက်ဆိုင်လုပ်တဲ့လူနဲ့ဟန်ဆောင်မှုများရတွေ့တယ်ဒါ နေရာတိုင်းမှာတော့ရှိပါတယ်ဒါပေမဲ့ဟို TV တို့ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းလေးမှာတိတိလေးမှာဒီဟာလေးကိုရနေရဆိုတာကဒီလိုစစ်မှန်တဲ့ဟာလေးရနေရဆိုတာပို့ပြီးတော့မှ TV တို့အတွက်ကန့်ကောက်နေတာပေါ့နော်ဟုတ်ပြီးတော့အဲ့လိုလေရှူတင်ကိုသွားလဲတဲ့အခါမှာလေတိတိမပါပေမဲ့ဒီရိုက်နေတဲ့တယောက်ကကတ်စ်ကချွေးထွက်နေလားမရေတောက်ရှင်လာလားအဲ့လောက်တိတိတို့အချင်းချင်းကူညီပေးခဲ့ကြရတယ်အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့မှဟိုပြောဖို့ကောင်းတာပေါ့နော်ဟုတ်အလုံးလုံးရတာလေစိတ်တူကိုယ်တူတွေနဲ့လုံးရအောင်ပြောဖို့ကောင်းနေတာမအားလို့လေ သိပါရဲ့ဒီ blog ထဲမှာဘယ်လိုရမလဲ team work ဆိုတာပိုအရေးကြီးတယ်ဘယ်လိုထောက်ပြောခဲ့ရပါလဲ။အများကြီးတင်ပါတယ်တီးရီကိုဒါတောက်ကြနေ9နာရီ9နာရီမဟုတ်ဘူး9ရက်နေ9နာရီနေ coffee မသားတယ်လို့ပါ9နာရီဆိုလို့ရှိရင်ဒါပြောပြရရင်တင်ပါပြီ။အဲ့ဒါကြောင့်မတီးရီကိုလာပေးပါရှေ့ဆက်ဖို့အတွက်ခွန်အားကြီးအများကြီးတီးရီလိုအပ်ပါတယ်။ဂုံနူတန်းနဲ့တီးရီဆယ်တန်းအောင်ဂုံနူတန်းနဲ့အောင်အောင်ကျင်တယ်။အဲ့တော့တီးရီကိုလာပေးကြပါတီးရီပြင်မှာဒီ podcast ကိုအကုန်လုံးလာပေးကြပါလို့တီးရီတာ request လုပ်ချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်။